ီနေ့ကတော့အခန်းကြီး23ရဲ့နောက်ဆုံးဖြစ်သွားပြီเนาะဆိုတော့အသင်းတော်ကိုတည်ဆောက်တာဟာဒီလူမြတ်စာတုံးချင်းရဲ့အကောင်းဆုံးတစ်ခုကစုဂျေဇူးများတက်တက်ဖြင့်တည်ဆောက်ထားခြင်းမဟုတ်ပါတဲ့အသင်းတော်ကိုစုဂျေဇူးနဲ့တည်ဆောက်တာအခုခေတ်ကတော့ပြောမနေနဲ့အသင်းတော်ဆိုစုဂျေဇူးနဲ့ပဲသွားခြင်းเนาะဒါဒါအများကြီးပဲကျွန်တော်တို့ဒီ ပေးထားတဲ့ကျမ်းစာလေကောရိန္သုအသင်းတော်သွားကြည့်အမလီသူတို့လောက်စုကြည်စုရတာသူတို့တစ်ကောစနစ်ကိုဖတ်ကြည့်အမလီစုကြည်စုကြောင်းရေးထားတာပဲတယောက်တော်သူကိုတဲ့ဉာဏ်ပညာတယောက်တော်သူကိုထိုးထွင်းတော်ဉာဏ်တယောက်တော်သူကိုယုံကြည်ခြင်းတယောက်တော်သူကိုအနာရောဂါငြိမ်းခြင်းတယ် တက်ရောက်တော်သူကို prophet ဆုကျေးဇူးအမလီဆုကျေးဇူးရအများအကြည့်ရထားဆုကျေးဇူးနဲ့ပတ်သက်ပြီးမှလေကျွန်တော်တို့တင်ယူခံယူခဲ့တဲ့စံစာကြောင်းမှာဆိုတီးတန့်ကိုကျွန်တော်တို့ကိုအဲ့ဒါလေးအများကြီးပဲဆုကျေးဇူးရတာတက္ကန္တဆုကျေးဇူးရတာတက္ကန္တအသက်တာအထဲထဲမှာရင့်ကျက်တာကတက္ကန္တမတူမတူ အများကြီးတွေ့ဘူးတယ်။အိုးပြောမနေနဲ့စုကျေစုအကြောင်းမလေးစုကျေစုနဲ့ဝုံတိုင်းလှုပ်လိုက်တာ။သူ့ရဲ့အတ္တမစွန်ဘူးမစွန်ဘူးဒီမှာ ခုနပြောထားတဲ့အတိုင်းပဲเนาะဒီမှာစာရေးသူကသူဥပမာပြောထားတာလေ။သူကဘယ်တင်ပြီးနေတာဘာအကြောင်းတင်ပြီးနေလဲဆိုတဲ့ခါမှာเนาะအပြုတ်ကညာ၁၀ယောက်ကြောင့်သူတို့တမီး၁၀ယောက်ကြောင့် သူတွင်တင်ပေးပြောပါဖြစ်လေခရိုင်ကြောင့်စလေးတောက်ခြင်းနဲ့ခွင့်ပြုပါအောင်တဲ့ကြည်စမ်းကြည်စမ်းအတော်လေးကိုရုပ်ဆိုးတာတွင်တင်နိုင်တဲ့ဆုကျေးဇူးရှိလို့အတ္တတာပြောင်းလဲတဲ့မရှိပါဘူးအတ္တတာပြောင်းလဲတာတကန်တာတွင်တင်နိုင်တဲ့သူ့တိုင်းကနော်အတ္တတာထဲမှာဖရာရဲ့အတ္တထဲမှာရင်ကျက်တာမဟုတ်ဘူး အများကြီးမြင်ခဲ့တယ်။အများကြီးတွင်တင်နေတဲ့သူတွေရဲ့အတ္တတော်လည်းမြင်ခဲ့တယ်၊ကြုံခဲ့တယ်။မရင်ကျက်ပါဘူး။ဒါကိုမြင်တဲ့အခါမှာအော်သခင်ယေရှုလို့ကျွန်တော်တို့ကလေဘာမှဖျားထက်လွဲပြီးမှကျွန်တော်တို့ကအထင်မကြီးဖို့ပြောတာပါ။ခုနပြောပြီးပြီစုကျေစုဟာတကယ်တမ်းကြတော့တဲ့ဖျားထံပို့ဆောင်ပြီးတဲ့ မတော်ကားဖြစ်တယ်ဒီစုကြည်စုအဖြစ်ဖျားပေးပါတယ်သုံးပါတယ်ဒါပေမဲ့ဒီစုကြည်စုကဘုဒ္ဓထံရောက်ဖို့အတွက်လဲဆိုရင်လူတွေအားလုံးကခရစ်တော်ထံရောက်ဖို့အတွက်ဒီစုကျေစုထဲမှာကျွန်တော်တို့ကပန်းနိုင်ဖြစ်သွားဖို့မဟုတ်ပန်းနိုင်ဖြစ်သွားဖို့မဟုတ်အဲ့ဒါဖျားရဲ့ရည်ရွယ်ချက်မဟုတ်ဒီကိုရင်တုယုံကြည်သူတွေဆိုစွာသလားမမင်းနဲ့ ဝိညာဉ်ကြီးကစုကျေစုနဲ့ပတ်သက်ပြီးအယားစွာတာမလီသူတို့လောက်တိတာသူတို့ပဲသူတို့လောက်တတ်တာသူတို့ပဲဒါပေမဲ့ရှင်ပေါ်လူသူတို့တွေကိုစာလန်းရေးတဲ့အခါဘလို့လန်းရေးရလဲအဲနည်းနည်းလေးကျွန်တော်ဖတ်ပြဒီမှာပါပြောလဲဆိုတဲ့အခါမှာနော်တစ်ကော၃ထဲမှာလေသူပါပြောတယ်လေလို့ပြောတဲ့အခါမှာညီကိုတို့တဲ့အထက်ကတဲ့ငါဒီဝိညာဉ်လူတို့အားဟောပြောတကယ်တော့ သင်တို့အားဟောပြောရတော့အခွင့်မရှိပဲဝိညာဉ်လူတွေကို ပြောတယ်လို့မင်းတို့ငါမပြောဘူးတဲ့ဇာတိပဂတိလူတို့အား၎င်းတဲ့ဇာတိလူတွေကို ပြောတယ်လို့တဲ့ခရစ်တော် night သူငယ်ကလေးတို့အား၎င်းခရစ်တော် night ကလေးသူငယ်ယုံကြည်သူကလေးသူငယ်တယောက်လိုပဲတဲ့ဟောပြောတဲ့ကဲ့တို့တဲ့မင်းတို့ကငါပြောပြစီဟာ တော့ကြမ်းတယ်နော်ရှင်ဘောလို့ပြောတယ်ကျွန်တော်ဖတ်ပြီးမှလေအော်ကြည်စမ်းလို့ကျွန်တော်တို့ကစုကြည်စုရပြီးမှအမလီတခါလေကြိုက်စုကြည်စုကကျွန်တော်ပြောပြမယ်လက်ကိုကြဘိုးလို့ပြောရင်လေယုံသွားနိုင်တယ်စုကြည်စုရှိတဲ့သူသာမလုံနဲ့တကယ်တကယ်အမလီသူပြောလိုက်တဲ့အခါကျမှပဲလက်ကကြဘိုးဖြစ်သွားတာတွေဖြစ်သွားနိုင်တယ်ဥပမာပြောတာနော်ဥပမာပြောတာစုကြည်စုနဲ့တကယ်ကိုပဲ အာယုံတွင်သွားနိုင်တာဒီဖြစ်တော်ပြောတာဒါပေမဲ့အဲ့ဒီစုကျေစုရှိတိုင်းအသက်ထဲမှာဖရာရဲ့အသက်၌ရင့်ကျက်တော်သူမဟုတ်ဒါကြောင့်မို့ရှင်ပေါ်လူပါပြောလို့မင်းတို့ငါကလေးလူပဲပြောမယ်တဲ့ဇာတိလူတယောက်အနေနဲ့ပဲငါပြောပြစီသူပါဆက်ပြောလဲဆိုရခုတိုင်အောင်သင်တို့ဒီခဲဖွယ်ဇာဖွယ်ကိုမကြေနိုင်ဘူးတဲ့ငါတော့မကြွေးရဘူး နို့ကိုတာတိုက်ရတယ်ယခုပြန်လဲတင်တို့ဒီမကြေနိုင်ကြသေးတယ်နို့နို့ဆိုတာတကယ်တမ်းကြတော့ကလေးတွေရဲ့အစာဖြစ်တယ်ကလေးကမိသားစုသူစုထဲမှာမွေးလာပြီဆိုရင်ပထမဦးဆုံးစားရတဲ့အစာကနို့ဖြစ်တယ်နော်ထမင်းသွားကြွေးလို့မရကလေးကဘာကြောင့်လဲဆိုသူကမွေးခါစားဘလို့သွားစားမှလဲသူ့ရဲ့အစာအိမ်က ကျွန်တော်လဲကလေးရတဲ့အခါမှာကျွန်တော်ကိုတေးချာဆရာဝန်တွေဆရာမတွေကသူတို့ရှင်းပြတယ်။မိကလေးကတဲ့မွေးလာတဲ့အခါမှာဆယ်ပြားစိနော်စင်ကာပူမှာဆိုဆယ်ပြားစိလေအဲသူ့ရဲ့အစာရင်ကအဲ့လောက်ပဲရှိတယ်။ဒါကြောင့်မို့တဲ့ကလေးကိုတဲ့နှုတ်တိုက်တဲ့အခါမှာတဲ့နော်အမြဲတမ်းတိုက်ရတယ်။တဏှာကြီးချားတစ်ခါနည်း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 နော်နော် အပတ်ပြေးလာရင်နှစ်နာရီချာသူကအဲ့လိုပေါ့ကလေးကကြီးထွားလာသုံးနာရီချာ၆နာရီချာအဲ့အဲ့လိုအဲ့လိုကလေးကသူ့အရွယ်နဲ့သူတိုက်ရအခုဒီမှာဗာပြော့လဲဆိုတဲ့အခါကျတော့ပေါ်လူပြောတဲ့ဥစ္စာတိတ်ကောင်းတယ်မင်းတို့ကိုတဲ့ငါအခုချိန်ထိနှုတ်ပဲတိုက်ရတယ်နော်တဲ့မင်းတို့မစားနိုင်ကြဘူးတဲ့မကြေနိုင်ကြဘူးတဲ့ ထပ်ပြောတယ်ယခုပင်လေတဲ့ဇာတိလူပဲဖြစ်သေးတယ်ဂုံပြိုင်ခြင်းရံတွေ့ခြင်းအချင်းချင်း क्वे ပြခြင်းရှိတယ်ဟာကျမ်းတယ်ကွာရှင်ဘောလူပြောတာဟာကျွန်တော်အိုးသခင်ယေရှုကိုရောကိုကြည်စုတင်တယ်ဘာပြောခြင်းတလဲလို့ပြောတဲ့အခါမှာဒီနေ့ဖယားသခင်ပေးလိုက်တဲ့စုကြည်စုကခုနပြောတဲ့အတိုင်းဖယားထံလူတွေရောက်လာဖို့ရန်အတွက်တဲဆောင်ပေးတဲ့မော်တော်ကားပဲယင်တစ်ခုပဲအဲ့ဒီအရာကြီးကိုကျွန်တော်တို့ တခါကြီးကြိုင်လေနော်ဘာဖြစ်သွားလဲအဲ့ဒီစုကျေးစုကိုတွားပြီးမှစီကမိတတ်တယ်နော်စီကမိတတ်တယ်အဲ့ဒါအဲ့ဒါအများကြီးကျွန်တော်မြန်မာပြည်သားအယုံတွင်းခံရတာအယုံတွင်းခံရတော့ဖြစ်လဲအိုးဒုက္ခရောက်တယ်ဒုက္ခရောက်တယ်တချို့မိသားစုနော်ကြားရတယ်အယုံတွင်းခံရတော့ဒုက္ခရောက်ရောတချို့မို့ဒီထဲမှာဗာပြောလဲဆိုတဲ့ခါကျတော့ မင်းတို့အခုချိန်တည်းတဲ့ဂုံပြိုင်တယ်ရန်တွေးတဲ့အချင်းချင်းကွဲပြားတယ်တဲ့စာတိလူပဲဖြစ်နေတယ်အခုချိန်တည်းပြောတယ်တဲ့ငါကဘဒူဖြစ်တယ်ဘာဖြစ်တယ်ဒါစာတိလူပဲလေတဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တမှာစုကျေစုတက်တက်နဲ့အသင်းတော်ကိုတိဆောက်ထားခြင်းမဟုတ်အသင်းတော်ကိုတိဆောက်တာဖရာရဲ့အသက်နဲ့ဖရာပေးတဲ့စုကျေစုက ကျွန်တော်တို့ရဲ့အသက်တာအထယ်ထဲမှာရောက်လာတဲ့အရာက ခရစ်တော်ရဲ့အသက်ထဲမှာကြီးထွားလာဖို့ရန်အတွက် ကျွန်တော်တို့ကတုန်တင်ခြင်းဖြစ်ရတာအာမင်နော်ဓမ္မမဟုတ်ဘူးဆိုရင်ဒီနေ့ကျွန်တော်တို့ကအဲ့ဒီစုယေရှုနဲ့ပဲကျွန်တော်တို့ကပြောပြီးမှကိုယ်တိုင်မပြောင်းလဲဘူးဆိုရင်ဘလောက်အယုတ်ဆိုးလဲအဲ့ဒါဒီနေ့ပြောထားတာဒီမှာလေဒီမှာပါပြောလဲဆို ဖြစ်ရမှန်တဲ့သူ့ကိုယ်တိုင်ကြုံတဲ့ဥစ္စာဖြစ်ရမှန်တော့တဲ့သူ့ကိုတင်ပြတဲ့စံစာနော် စံစာအကြောင်းကိုလွန်စွာသိတဲ့ပုဂ္ဂိုလ်တယောက်နဲ့တွေ့ဖူးခဲ့တယ်တွေ့ဖူးခဲ့เนาะသူပြောပါတယ်သူဟာတဲ့စံစာအကြောင်းကိုပြောဆိုတော့ကစိတ်လေးတောက်ရရှိတယ်ရှင်မတဲ့အကြောင်းကောင်းကောင်းပြောတယ်အပြုကညာဆယ်ယောက်ကြောင်းပြောပြီးတဲ့အခါကျတော့ထပ်ပြီးမှစိတ်လေးအနေငယ်ထတ်တောက်ဖို့ရန်ကျွန်တော်ကို ခွင့်ပြုပါအောင်ကြည်စမ်းကျွန်တော်ရဲ့အတ္တအထဲထဲမှာလေး ဖယားရဲ့အသက်ကကျွန်တော်တို့ရဲ့အသက်တာထဲမှာတိဆောက်ပေးခြင်းမရှိဘူးဖယားရဲ့အသက်နဲ့ကျွန်တော်တို့ရဲ့အသက်တာမှာစိတ်ဆက်ထုံးဖွဲ့ခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ရရှိတဲ့စုကျေစုကလေအပေါ်ယံတက်တက်ပဲအပေါ်ယံတက်တက်ပဲဒါကြောင့်စုကျေစုက ယင်အနေနဲ့ဖရာသခင်အတုံးပြူတာမော်တော်ကားအနေနဲ့ဖရာထံရောက်ဖို့စုဂျေစုကအသက်တာထဲမှာဖရာရဲ့အသက်နဲ့ယင်ကျက်စီတာမဟုတ်တကြောက်ကျွန်တော်တို့ဖရာသားသမီးတယောက်ချင်းစီတိုင်းကဘာလို့အပ်တယ်လဲဆိုရင် ဖရာထံပဲတိုးဝင်ရတာဖရာထံပဲတိုးဝင်ပြီးမှသခင်ယေရှုကိုရောကိုကျွန်ုပ်လိုအပ်ပါတယ် တခိရဲ့အသက်ထဲမှာစိတ်ဆက်ထုံးဖွဲ့ခြင်းခံရတယ်။တခိရဲ့အသက်နဲ့စိတ်ဆက်ထုံးဖွဲ့ခြင်းခံယူတဲ့အခါကျမှပဲကျွန်တော်ကအသက်နဲ့ကြီးထွားလာတာ။အသက်တာထဲမှာရင့်ကျက်လာတာ။တံပြောင်းလဲလာတာဆိုအဲ့ဒါပဲ။ဖခင်ရဲ့အသက်ကကျွန်တော်ရဲ့အသက်တာအထဲမှာသူကပဲတံပြောင်းလဲစေတာ။အဲကြောင့်ဒီထဲမှာပြန်ကြည့်တဲ့အခါမှလေနော်။ ဖယားတခင်ဒီတဲ့ခရစ်တော်ကို ကျွန်တို့ထံပေးအပ်ရန်တွင်တင်ခြင်းများကိုအသုံးပြုတယ်တဲ့တခါတရံ၌ကိုတော်ဒီတက်ဆိုင်ဒီစုကျေစုများကိုအသုံးပြုရခြင်းမှာခရစ်တော်ကိုတဲ့ကျွန်တို့ထံသို့ပေးဝေရန်မနေ့ခုနပြောပြီးပြီစုကျေစုတွေတွင်တင်ချက်တွေပေးတဲ့ဥစ္စာကရည်ရွယ်ချက်ကတဲ့အသုံးပြုရတဲ့ရည်ရွယ်ချက်ကခရစ်တော်ကိုကျွန်တို့ထံသို့ပေးဝေရန် ကျွန်တော်တို့ရဲ့အသက်တာထဲမှာခရစ်တော်ကိုယတော်ဖို့ကျွန်တော်ဆရာတစ်ခေါက်ပြောတယ်တကယ်တမ်းကျတော့အမှုတော်ဆောင်နေဆိုတာမိမတိန်တဲ့အမလီအဲ့ဒါကိုကြားတဲ့အခါကျတော့အမှုတော်ဆောင်ဆရာဆရာသမားတွေကပွက်လောရိုက်တာ အမလီငါတို့မိမတိန်ကြောက်ရခေါက်လားဟုတ်တယ်တကယ်တမ်းကျတော့ကျွန်တော်တို့ယောဟန်၃မှာသွားဖတ်ကြည့်လေယောဟန်၃မှာသွားဖတ်ကြည့်လေ သခင်ယေရှုကိုမင်္ဂလာဆောင်လူလင်လို့သုံးထားတယ်အမှအပိုက်ငယ်29ထဲမှာပတိစံစီယာယောဟန်ကတကယ်တမ်းကျတော့ကြိုပြီးမှလမ်းပြင်ဆင်တာဟာသခင်ယေရှုနောက်ကိုသူ့ရဲ့တပည့်တွေလိုက်သွားတာကိုမြင်တဲ့အခါလာပြောကိုရောရဲ့တပည့်တွေလိုက်သွားပြီဟုတ်တယ်ဟုတ်တယ်ငါကားတဲ့ တတို့တာနဘေးမှာနေရတဲ့ပုံကိုပါတယ်တတို့တာတို့သမီးကိုရတဲ့အခါမှာသူ့နဘေးမှာနေရတဲ့ငါဝမ်းသာတယ်ကြည်စမ်းကြည်စမ်းကြည်စမ်းအဲ့ဒီနှလုံးသားဒီနေ့ကျွန်တော်တို့လေတကယ်တမ်းကျတော့ဒါကြောင့်မို့အရင်အရေးကြီးတယ်နော်ကျွန်တော်တို့ဒီနေ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာတဲ့ဆုဂျေဇုတွေခုနပြောတဲ့ဥစ္စာနော်တွင်တင်ချက်တွေအားလုံးကခရစ်တော်ကိုကျွန်တော်တို့ထံ ပေးဝေရန်နဲ့ခရစ်တော်ကိုလက်ခံဖို့ရန်တဲ့လူများတို့အားလှုပ်ဆောင်ပေးခြင်းတာဖြစ်ပါတယ်တဲ့တို့တော်တဲ့ဘုရားသခင်ရဲ့ရည်ရွယ်ချက်မှာကျွန်တော်တို့အားအသက်ရှင်တော်မူသော ပုဂ္ဂိုလ်သုံးပါးတပါးဖျားကိုတိကျွမ်းပြီးအဲ့ဒါအရေးကြီးတယ်အသက်၌ရင့်ကျက်ခြင်းဆိုဘုရားကိုတိကျွမ်းခြင်းထဲမှာရှိဖို့တော့ကျွန်တော်တို့ကလေစံစာကြောင်းသွားရင်ဘာရလဲအတိပဲတိုးတယ်အသက်တာမပြောင်းလဲအဲ့ဒါကျွန်တော်ဆရာအမြဲတမ်းပြောတဲ့စကား ဒါကြောင့်စန်းစာကြောင်းသွားတာကိုကျွန်တော်ဆရာကလေတစ်ချိန်တော့ကအယမ်းပဲအားပေးအမြောက်လုပ်ခဲ့ဒါပေမဲ့သူ့ရဲ့တပည့်တွေကစန်းစာကြောင်းတက်ပြီးတော့ပြန်လာတဲ့အခါမှာဆရာမာဘီမာဘီရဲ့လွဲပြီးခရခံစားရတာသိလားသူတပည့်တွေကလေဘာကြောင့်လဲဆိုဟိုက doctrine တွေတင်ပေးလိုက်တာခုနပြောတာပေါ့ဩဝါဒတွေထည့်ပေးလိုက်တဲ့အခါကျတော့ကြည်စမ်းလို့ဖျားနဲ့ သွားတက်ဖို့ရန်အတွက်ဖယားနဲ့အသက်ရှင်တက်ဖို့ရန်အတွက်လွတ်လိုက်တာအခုကသူ့ခမရဟိုမှာတင်ယူခဲ့တဲ့ဩဝါဒနဲ့မှားပြီဆိုတဲ့ခါကျတော့တတော်ဟိုလီခံစားပြီးနောက်ပိုင်းမှာပါဖြစ်လေကျန်းစာကြောင်းနဲ့ပတ်သက်ပြီးမှနောက်အာမပေးတော့ဘာကြောင့်မို့လဲလို့ပြောတဲ့အခါကျရင်ဒီနေ့ဖယားနဲ့ကျွမ်းဝင်ခြင်းကလေကျွန်တော်တို့ကနေ့တိုင်းတခင့်ကိုစားသုံးတော့အတ္တတာမွေ့လျော်ဝမ်းမြောက်တော့အတ္တတာ အုံနောက်ကြည်ဖို့အတွက်တခုပဲမဟုတ်အုံနောက်ကြည်ဖို့အတွက်ပဲမဟုတ်ဘူးတကယ်အတ္တတာထဲမှာပြောင်းလဲဖို့ဒါကြောင့်ပြောတာစုကြည့်စုရှိတာကစုကြည့်စုရှိတာတွင်တင်ချက်ရှိတာတွင်တင်ချက်တခုပဲအတ္တတာပြောင်းလဲတာအတ္တတာပြောင်းမတူဘူးအများကြီးတည်ပြီးမှအတ္တတာရင့်ကျက်မယ်လို့မထင်နဲ့ခုနပြောပြီးပြီအောက်မှာအများကြီးပြောထားတာရေလေတောင်းကြတယ်တဲ့တခါဒီကြရင်တဲ့ ယုံကြည်သူတွေတဲ့မယုံကြည်တဲ့သူတွေပူဆိုးတယ်တဲ့သူတို့တွေရဲ့အတ္တတာဘာကြောက်မှုလဲဆိုတဲ့ခါမှာဒီနေ့ကျွန်တော်တို့ရဲ့တမအဲ့ဒါတီးဖို့လိုအပ်တယ်တခြားဖရားရဲ့ရည်ရွယ်ချက်ကကျွန်ုပ်တို့အားတဲ့အသက်ရှင်တော်မူသောပုဂ္ဂိုလ်တုံးမတော်ဘာဖရားကိုတည်ကျွမ်းခြင်းခရစ်တော်ကိုတန်ရှင်တော်ဝိညာဉ်တော်၌တွေ့ကြုံခံစားရလွတ်တယ်ကျွန်တော်တို့ဖရားနဲ့တွေ့ကြုံခံစားဖို့လွတ်တယ်ဖရားနဲ့တွေ့ကြုံခံစားခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့အတ္တတာပြောင်းလဲစရာအကြောင်းမရှိပါဘူး တကြောင်ချစ်တော်မိသားစုဒီနေ့ကျွန်တော်တို့ရဲ့အသက်တာအထဲထဲမှာအသက်နဲ့ရင်ကျက်ခြင်းကသခင်ဖျားရဲ့သခင်ဖျားရဲ့ကြွေမွေးခြင်းထဲမှာသခင်ဖျားကိုမွေ့လျော်ဝမ်းမြောက်ခြင်းသခင်ဖျားရဲ့စိတ်ဆက်ထုံးဖွဲ့ခြင်းမှာရှိတာဖြစ်ပါတယ်ဒီနေ့ သခင်ဖျားကိုမွေ့လျော်ခြင်းမရှိစံစာတီဖို့လောက်ပဲကျွန်တော်တို့ဆိုရင်ဒါလည်းမာသေးတယ်เนาะ ဒီနေ့နှုတ်ကပတ်တော်ကိုစားသုံးတဲ့အခါမှာလွန်ခဲ့တဲ့ပတ်ကျွန်တော်ပြောသလိုစားတဲ့အခါမှာစားနေတဲ့နှုတ်ကပတ်တော်ထဲမှာခရစ်တော်ကိုတူထီးဖို့လိုအပ်တယ်။ဆက်ပြောပါမယ်။ကျွန်တော်တို့ခုနှုတ်ကပတ်တော်ကိုစားသုံးနေတယ်။စားတာတခုပဲမဖြစ်ရအောင်။အဲဒီစားနေတဲ့အထဲမှာနှုတ်ကပတ်တော်အရှင်ဖြစ်တဲ့ခရစ်တော်ကိုတူထီးပါစေ။အာမင်။ ခရစ်တော်ကိုတုတ်ထီးတဲ့အခါမှာအဲ့ဒီနှုတ်ကပတ်တော်ကကျွန်တော်အထက်မှာအသက်ဖြစ်လာတာအဲ့ဒီအသက်ကကျွန်တော်အထက်မှာသူ့ရဲ့ drug တဘာဝကိုကျွန်တော်အထက်မှာထပ်ထည့်ပေးတာအေးကျွန်တော်အထက်မှာဖခင်ရဲ့ drug တဘာဝကိုထည့်ပေးလိုက်တဲ့အခါကျတော့ကျွန်တော်ကပြောင်းလဲတော်သူဖြစ်လာတာဒါမှမဟုတ်ဘူးဆိုရင်လေအတိအแทမှာပဲကြွယ်သွားတဲ့အခါကျရင်ဘာဖြစ်လဲခုနရှင်ပေါ်လူပြောပြော ြောသလိုဖြစ်နေတယ်။မင်းတို့ရင်ကျက်တဲ့သူတယောက်အနေနဲ့မပြောဘူးဝိညာဉ်လူတယောက်အနေနဲ့မပြောဘူး။အိုးသခင်ဖေယားကိုရောကိုလိုအပ်ပါတယ်ကိုရောကိုပဲအချိန်တိုင်းလိုအပ်ပါတယ်အာမင်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာတဲ့ဖခင်ကြီးတော့အလွန်ပြင်အသက်ရှင်ကားတဲ့တကူအပြည့်ရှိသောပြောင်းလဲပြီးသောထိမ့်ချုပ်ပြီးနေတော့เนาะဒီစကလုံးတစ်လုံးချင်းစီတိုင်းကအရန်အရေးကြီးတဲ့ တလုံးချင်းစီတိုင်းကိုအတိတ်တွေဖွင့်ရင်လေဒီနေ့အချိန်မလောက်နော်အချိန်မလောက်တကူပြည့်ရှိတော့တဲ့ပြောင်းလဲပေးနေတော့နော်ပြောင်းလဲပေးတယ်ဆို life ကိုပြောတာခုနတွင်တင်တတ်တဲ့သူတယောက်ကသူ့ life မပြောင်းလဲဘာဖြစ်နေတော့လဲဆက်လိတောက်နေရောဘာဖြစ်နေတော့လဲတခြားဖျားမကြိုက်တဲ့ဥစ္စာကိုလှုပ်ဆောင်နေတော့ life မပြောင်းလို့ဒါပေမဲ့ သခင်ဖီးယားကပဲကျွန်တော်တို့ကိုအသက်ရှင်စေတယ်ကြောင်းလဲစေနေတယ်ထိမ့်ချုပ်ပေးနေတော့ဒီစကလုံးရေးကြည့်တယ်ကျွန်တော်တို့လေနည်းနည်းလေးဆိုပောက်ကွဲခြင်းနဲ့เนาะနည်းနည်းလေးဆိုပောက်ကွဲခြင်းနဲ့သွားမလုံးနဲ့ဒီနေ့သခင်ဖီးယားကကျွန်တော်တို့ကိုထိမ့်ချုပ်ပေးနေတာပါသခင်ဖီးယားကျွန်တော်တို့ကိုမထိမ့်ချုပ်ကြည့်ကိုမွေးထားတဲ့ကလေးကိုကိုကအရန်တကယ်ပြောတာကျွန်တော်တို့ပောက်ကွဲဖို့အရန်လွယ်တယ် အမဟုတ်တဲ့တိတိလေးနဲ့လည်းကျွန်တော်တို့ပောက်ကွဲတတ်ပါတယ်။ထိန်ချုပ်ပေးနေတယ်တဲ့ခွန်အားပေးနေတယ်တဲ့လမ်းဆန်းစီနေတယ်တဲ့ချီဆန်းကောင်းလိုက်တာတော့ဖတ်ပြီးမှလေအမြဲတမ်းပုံတံပြောင်းလဲပေးနေပြီတဲ့ကျွန်တော်တို့အားပျော်ဝံပြေဝစေတော်သူဖြစ်တယ်။ဘယ်ထဲမှာလဲဖရာရဲ့အသက်ကကျွန်တော်အထဲမှာပျော်ဝံပြေဝစေတော်သူဖြစ်တယ်။ဤကိဝတ်တော်သူကိုတိကျွမ်းရန်ကျွန်တော်တို့အင်မတန်လိုအပ်ပါတယ်။ 오, 특히 이슈고르고치봐 이, 아멘.